ဟုတ်ကဲ့ SOS ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုအကြောင်းအကားလေးစီနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီကောင်လေးကတော့ Kia Picanto လေးဖြစ်ပါတယ်ဒီကောင်လေးရဲ့ model က2020 model engine power 1.3လေးဖြစ်ပါတယ်ကားကွန်နက်ရှင်ကောင်းပါတယ် ဒီကောင်လေးရဲ့အရောင်ကတော့ orange နဲ့ widget မှာတော့ orange နဲ့တွက်တယ်အဲရန်ကုန်လိုင်းစင်အာရန်လေးဒီကောင်လေးရဲ့ kilo က4000ကျော်ကျော်လေးပဲရှိမှာဗျာ4000ကျော်ကျော်လေးပဲရှိမှာရောင်းချပေးမယ့်စင်းလုံးလေးက3860ဖြစ်ပါတယ်အဲဘန်ပါလေးစေးပွန်းထားတာရှိတယ်အဲကောင်လေးတစ်ချက်ရှိမယ်อืมကျွန်တော်အတွင်းကန်လေးတစ်ချက်ပြပေးမယ်ဗျာဟုတ်ကောင်လေးရဲ့အတွင်းကန်းလေးက site cover လေးတွေမှာကျွန်တော်တို့ဟို color ခွဲလေးတွေ ဖြစ်သွားမယ်ပြီးတော့ aircon လေပေါက်လေးပေါ့နော် aircon လေပေါက်လေးအဲကာလာတရောင်အပြာလေးတွေအဲမကွက်တာတွေ့ရဲအဲကီလိုလေးကတော့၄တောင်းကျော်ကျော်လေးရှိမယ်အဲဒီကောင်လေးက wireless charging လေးပါပါသွားမယ်ဗျအဲဒီကောင်လေး crazy ကတော့ digital aircon ဖြစ်မယ် wireless charging လေးပါသွားမယ် okay အဲပြီးတော့ sunroof လေးပါမယ်အတွင်းကန်လေးကတော့ကောင်းတယ်ဗျအတွင်းကန်လေးတန်တယ်အဲသူတို့တလက်ကန်ပဲဟုတ်တလက်ကန်မယ်ဆိုတော့အတွင်းကန်လေးတန်တယ် service boat တော့နှစ်တုံးအစုံပါပါတယ်အတွင်းကအခုံစိုးလေးတွေဆွတ်ထားတယ်ဒါပေမဲ့ဟိုအတွင်းကကျွန်တော်တို့စီလင်းတွေပါတယ်အကုန်လုံးတန်တယ်ဗျာဟုတ်အဲကျွန်တော်နောက်ဖုံးလေးတစ်ချက်ပြပေးမယ်ညာလေးမှာဆင်းရလေးရှိမယ်ကျွန်တော်နောက်ဖုံးလေးကအဲကျွန်တော်ဘေးပညာနှစ်ဖက် support လေးအာလုံးမှန်တယ်ဒါပေမဲ့နောက်ဖုံးလေးကနှစ်ပြုတ်ရလေးရောရှိတယ်သူတို့ဘာကြောင့်ပြုတ်တာလဲတော့မသိဘူးအဲဒါပေမဲ့အနောက်မှာကျွန်တော်ကြည့်တာတော့ကန်နေလေ အဲလာတဲ့ခြေလေးတွေအကောင်လုံးကန်ထဲမှာဟိုဖိန်းငွေကန်ထဲမှာခြေကလေးတွေအားလုံးလာတယ်နောက်နှစ်ထပ်ကလေးတွေအားလုံးမှန်နေကြဟုတ်ဘောနယ်လေးလည်းကျွန်တော်ခြေတာခြေတီကျိုးတာပဲ့တာမရှိဘူးပြဟုတ်ကားလေး connection ကောင်းပါတယ်ဟုတ်ကျွန်တော်စက္ကန်းလေးပြပေးမယ်အဲစက္ကန်းလေးမှာလည်းဒီကောင်ကမင်းမဆဆတော့ကြည့်စရာမတူဘူးပြကားလေးတော့ကောင်းတယ်အဲကျွန်တော်ခြေကလေးတွေသူ့ရဲ့အဲ short bar line ကျွန်တော်တို့ဒီအချိန်ကလေးစပေါ်လေးအားလုံးမှန်တယ်ဒါမောင်ဒါမောင်ဒန်တို့ကျွန်တော်တို့အာပါဂျန်အကအတန်းလေးအကုန်လုံးလာတယ်ဘောနက်ချိတ်ကြီးအစားပေါ့နော်ကျူတာတိတ်တာမရှိဘူးပြန်ချိတ်ပြန်ဆွဲထားတာမရှိဘူးဟုတ်ကာလီတက်ပါတယ်အဒီကောင်လေးကိုကြည့်နေဆိုရင်ကျွန်တော်တို့ S4C Auto Mobile အင်းစင်ဂျပန်လန်တီမင်္ဂလာ55လမ်းထိတ်နဲ့ညနေ 7:00စာမှာ လာရောက်ကြည့်ရှုနိုင်ပါတယ်ဖုန်းနံပါတ်လေးကိုကျွန်တော် TikTok အကောင့်မှာကျွန်တော်တင်ပေးထားပါမယ်ဖုန်းဆက်ပြီးလည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်